မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ဒီတစ်ပတ်တောက်ကြနေ့ညပိုင်းမှာကျင်းပမယ်135 134ပြိုင်ပွဲအကြုံပြောချရအောင်ပါဒီပြိုင်ပွဲမှာမြန်မာ ဖိုက်တာတွေရဲ့တွဲဆိုင်တွေမပါဘူးဆိုပေမဲ့မြန်မာပြည်သက်တချို့နဲ့ယင်းနှီးထားတဲ့ဖိုက်တာတချို့ရဲ့တွဲဆိုင်တော့ပါဝင်တယ်အဲ့ဒီဖိုက်တာတွေရဲ့တွဲဆိုင်တွေကိုကျွန်တော်လက်လန်းမိတဲ့လောက်ဆွဲထုတ်ပြသွားခြင်းပါတယ်အရင်ဆုံးအနေနဲ့ Ancient Time ပြည်သက်ဝင်ရမှုအားကောင်းတဲ့ဖိလစ်ပိုင်ကမင်းမျောဖိုက်တာလေးအစ်စလေးရဲ့တွဲဆိုင်အကြောင်းကိုပြောပြခြင်းပါတယ် အစ္စလေးကဖိလစ်ပိုင်ကနေလာထိုးတဲ့ fighter waiter အဖြစ်ပြောမယ်ဆိုရင်လည်းပေါင်တရာဝန်းကျင်လောက်ပဲရှိတယ်တကယ်တော့ one championship မှာဒီ weight တန်းကမရှိခဲ့ဘူးသို့တော်လည်းပဲအစ္စလေးပိုမိုကာကိုရောက်ရှိလာပြီးနောက်ပိုင်းမှာတော့ ancient time ပြည့်သက်ဝန်းရံမှုကလည်းအရန်ကောင်းတယ် လပိုင်ကပြည်သက်တွေကလည်းဝင်ရံကြတယ်။ဒါကြောင့်မို့လို့သူမကိုမူတည်ပြီးတော့ promotion ဘက်ကဝေတန်းတစ်ခုဖန်နီးဖို့အထီးကိုအာယူလာတယ်။ Isle ကိုတိုင်ကလည်းစွမ်းဆောင်ရည်ကောင်းနေဇက်တိုက်ချပြထားတယ်။လက်ရှိ135စင်းမြက်ထက်မှာဆိုရင်သူမက၃မွဲထိုး၃မွဲစလုံးကိုအနိုင်ယူထားပြီးပါပြီ။နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုရင်ပြိုင်ဘက်ဖြစ်သူကို TKO နဲ့အမှောက်သိပ်ပြနိုင်လို့ပထမဆုံးဘောနပ်စုစုခုနိုင်ခဲ့တယ်။ ထူးခြားတာကဒီအစ္စလေးဘိုမိုဂါဟိုဟာဖိလစ်ပိုင်ကအခြားသောအများစုဖိုက်တာတွေနဲ့မတူဘဲပညာတတ်မိသားစုကနေဆင်တက်လာတယ်။အဲ့ဒီအတွက်ရလာတဲ့ဘောနက်တွေကိုသူမကသူမတက်ရောက်တဲ့အကျိုးစီးပွားအတွက်မသုံးဘူး။ရင်းစုံအနေနဲ့သူမရဲ့အဖွဲ့ဝင်တွေကိုခွဲပေးတဲ့အကြောင်းကိုရှင်းပြတယ်။ပြီးတော့ကြတော့ဒီပွဲပြင်ဆင်တဲ့အနေအထားမှာလိုအပ်တဲ့ပစ္စည်းပစ္စည်းတွေကိုထပ်ပြီးဝယ်တယ်။အဲ့ဒီနောက်ဒီ Brighter လုပ်ငန်းတွေမှာလည်းလူတန်းငယ်တဲ့ဆိုတဲ့အကြောင်းကိုဖွင့်ဟထားတယ်။ နောက်ဆုံးကြံခဲ့တဲ့အမောက်ပမာဏကိုတော့သူမစူးစောင်းထားတယ်ဆိုပြီးပြည်သက်တွေကိုပြောပြထားတာရှိပါတယ်ဒီတစ်ခါမှာတော့ Isley Bomogao ဟာထူးထူးခြားခြား Ancient Time Fighter နဲ့တွေ့ရမှာပါရှေ့ပွဲ၃ပွဲတုန်းကတော့သူမကဒီနိုင်ငံတကာက Fighter တွေနဲ့ပဲတွေ့တယ် Ancient Time ပြည်သက်တွေကလည်းသူမကိုဝိညာဉ်မှန်သိတော့ Promotion Back က Time Fighter နဲ့ပွဲတည်ပေးခြင်းမရှိဘူးတို့ပေတော့ညာလေဒီတစ်ခါမှာတော့ထူးထူးခြားခြား Ancient Time Fighter နဲ့တည်ပေးထားပါတယ် သူမနဲ့ထိတ်တိုက်တွေ့နေတဲ့ Ancient Time Fighter ရဲ့နာမည်ကပလိုင်ချွန်ဖူးပါအတားအဖြင့်ပြောမယ်ဆိုရင်အခုမှ16နှစ်ပဲရှိသေးတယ်။ဒီထိုင်းကနာမည်ကြီး promotion တွေမှာထိုးသက်ဖူးခြင်းမရှိဘူး။သို့တော်လည်းပဲ region နဲ့အဆင့်မှာတော့သူမကအောင်မြင်မှုတွေအတိုင်းအတာတစ်ခုထိရထားတယ်။ဘာဖြစ်လို့ဒီပုံစံမျိုးနဲ့1 championship စင်းမြင့်ထက်ထိတက်လာတာလဲဆိုတော့ အစ္စလေးပိုမိုကာအိုကလူကောင်တေးသေးလေးပေါင်တရာဝန်းကျင်မဲ့ရှိတဲ့ fighter လေးအဲ့ဒါကြောင့်မလို့သူမအတွက်ပြိုင်ဖက်ရှာရတာကနည်းနည်းခက်တယ်ဒါလို့အနေထားမျိုးမှာသူမနဲ့ကန့်ညီတဲ့ weight တန်းကန့်ညီတဲ့ fighter မျိုးကိုတွေ့လာတာ ancient time fighter တွေကတွေ့တာဒါကြောင့်မို့လို့ plain chum phu နဲ့ sleep pomoga တို့ကိုဒီတစ်ခါပွဲတည်းပေးလိုက်တာဖြစ်ပါတယ်ထိုးပွဲဆိုင်ရာမှတ်တမ်းတွေအကြောင်းပြောရမယ်ဆိုရင်ဒီပွဲက plain chum phu အတွက်တော့ ပထမဆုံးစပီကလကဖွင့်ပွဲထိုးရမယ့်ပွဲအစ္စလေးပိုမိုဂါအိုကတော့စတုထမြောက်ထိုးရမယ့်ပွဲအနေထားကတော့ဟိုအစ္စလေးပိုမိုဂါရဲ့ကစားပုံအကြောင်းကိုတော့ပြည့်သက်တွေသိတယ်ဝန်ထွက်ကောင်းတယ်ရဲရဲတင့်တင့်ကစားရတယ်တစ်ဖက်က time fighter ကဘယ်လိုပုံစံမျိုးခင်းကျင်းလာမလဲတော့မသိဘူးသို့တော်လည်းပဲလက်ရှိသိနေရတဲ့အနေထားကတော့ဒီတွဲဆိုင်ကအတော်ကိုရုပ်ရည်ချော်မော်လှပတဲ့ ဖိုက်တာနှစ်ယောက်ထိတ်တိုက်တွေ့ကြတဲ့ပွဲမျိုးဖြစ်နေပါတယ်။ဒါကြောင့်မို့လို့သူမတို့နှစ်ယောက်ရဲ့အလှချင်းပြိုင်တဲ့ကိစ္စကကွန်းတွင်းဆွမ်းဆောင်ရည်တွေရောကွန်းပြင်မှာပြိတက်တွေဘလောက်ထိဆွဲဆောင်တဲ့ပုံစံမျိုးတွေအထိပါရှိလာနိုင်ပါတယ်။ဘိတ်တဲ့အနေနဲ့ဒီဖိုက်တာနှစ်ယောက်ထိတိုက်တွေ့ကြတဲ့အနေအထားလေးကိုစောင့်ကြည့်စေချင်တယ်။ Time Fighter ကပိုလှလာကျွန်တော်တို့ရှီရင်ဆွဲဖိလစ်ပိုင်ဖိုက်တာကပိုလှလာဘယ်သူကစွမ်းဆောင်ရည်ကောင်းလဲဘယ်သူကဝေခရုကတာကောင်းလဲဆိုတဲ့အကြောင်းအရာတွေကိုကွန်းထဲမှာစပင်းကြည့်လို့ရပါတယ်။ ဆက်လက်ပြောပြမယ့်တွဲဆိုင်ကတော့မြို့သမီးဖိုက်တာနှစ်ယောက်ရဲ့တွဲဆိုင်သို့တော်လည်းပဲဒီဖိုက်တာတွေကမွေထိုင်းပွဲကစားမှာမဟုတ်ဘူး MMA ကစားမှာတယောက်ကတော့ဒီကျွန်တော်တို့ဖိုက်တာနှုံးမဆုကိုရှုံးနိုင်ခဲ့မှုတဲ့ OC Fighter Kentran ဖြစ်ပါတယ်ဒီဖိုက်တာကဒီပတ်သုံးမှာကျင်းပခဲ့တဲ့မွေထိုင်းပြိုင်ပွဲမှာကျွန်တော်တို့ရဲ့ဖိုက်တာနှုံးမဆုနဲ့ ပြီးကြတဲ့ AB လအတွင်းတော့တွေးခဲ့ဘူးတဲ့အဲ့လိုတွေးတဲ့အနေထားမှာနှောင်းမဆိုးကတိုင်းဆုံးဖြတ်နဲ့အနိုင်ရခဲ့တယ်သို့တော်လည်းပဲဒီဖိုက်တာကမွေထိုင်းပွဲမကစားတော့ပဲ MMA ပွဲပြောင်းကစားတယ်အဲ့ပုံစံမျိုးနဲ့ One Championship ဆင်းမြင့်ထက်အထိတက်လာတယ်ကလကအဖွန်ပွဲမှာတော့ကသူမက TKO နဲ့နိုင်ပွဲရအောင်ယူတယ်ချက်ချင်းဆိုလို့ promotion ဘက်ကနောက်တစ်ပွဲထပ်ပြီးဖန်နီးပေးလိုက်ပြီးဒီဖိုက်တာရဲ့ပွဲကလည်းစောစောစီစီကျင်းပမှာဖြစ်လို့ပြည်သက်တွေနဲ့စောကြီးစောင့်ကြည့်လို့ရပါတယ် ကင်ထရာဟာမူထိုင်းပွဲတုန်းကအောင်မြင်ခဲ့ခြင်းမရှိပေမဲ့ MMA ဘက်မှတော့ဘလောက်ထိစွမ်းဆောင်ပြနိုင်မလဲဆိုတာဒီတစ်ခါဆက်ပြီးစမ်းသက်ကြည့်ခန့်ကြည့်အောင်မှပါ135 134ပြိုင်ပွဲနဲ့ပတ်သက်လို့နောက်ဆုံးပြည့်သက်တွေကိုပြောပြခြင်းနဲ့တွဲဆိုင်ကတော့ With the Crane ရဲ့တွဲဆိုင်ဖြစ်ပါတယ် With the Crane ကဘလို့ဖိုက်တာမျိုးလဲဆိုတာကျွန်တော်တို့ပြည့်သက်တွေကောင်းကောင်းသိတယ် အမွေနဲ့ထိတ်တိုက်တွေးခဲ့တဲ့ fighter အမွေလိုမာလွန်းတဲ့ fighter ကိုသူကစောစောစီစီအမှောက်သိပ်ပြခဲ့တယ်။အဲ့ဒါကြောင့်မလို့သူက bonus ဆိုလဲဆွတ်ခူးနိုင်ခဲ့တယ်။အခုဆိုရင် with the crier 135စင်မြင့်ထက်မှာစုစုပေါင်း၃ဘွဲထိုးထားတယ်။၃ဘွဲစလုံးကိုအလဲတို့တွေနဲ့အနိုင်ရတယ်။၃ဘွဲစလုံး bonus ရတယ်။အဲ့လိုပုံစံမျိုးစွမ်းဆောင်ရည်ကောင်းလို့ဒီတစ်ခါမှာတော့ promotion ဘက်ကသူ့ကိုကိုမင်းဘွဲပုံစံမျိုးနဲ့ဖန်တီးပေးထားပါတယ်။သူနဲ့ထိတ်တိုက်တွေးမဲ့ fighter ကဒီ135ပြိုင်ပွဲတွေမှာတော့ဇက်တိုက် ထိုးနေရတဲ့ fighter တိုးတော်လည်းပဲနောက်ဆုံးကစားခဲ့တဲ့၄ဘွဲ့မှ၃ဘွဲ့ဆက်တိုက်ရှုံးနေနောက်ဆုံးထိုးတဲ့ဘွဲ့ကြမှနိုင်ဘွဲ့ပြန်ရှာတွေ့ထားတယ်။155အတွေ့အကြုံအပြင်ပြောမယ်ဆိုရင်တော့ Woody Crying တဲ့အများကြီးများတယ်တိုးတော်လည်းပဲ Woody Crying က155စင်းမြတ်ထက်မှာသုံးဘွဲ့ပဲထိုးပေးမဲ့ return ကောင်းနေမိနေတဲ့ fighter ဒါကြောင့်မလို့ဒီတွဲဆိုင်ကလည်းကျွန်တော်တို့မြန်မာပြည်သက်တချို့စိတ်ဝင်စားမယ်ထင်လို့ ကျွန်တော်ကဒီကလကနောက်ွယ်ကအကြောင်းအရာတစ်ချို့ကိုဆွဲထုတ်ကြည့်တာပါဒီပြိုင်ပွဲနဲ့ပတ်သက်လို့ဆေးစစ်ဝိတ်ချိန်တဲ့အစီအစဉ်တွေကိုဒီနေ့လေဂင်းမှာလှုပ်ဆောင်မယ်ဒီနေ့လေဂင်းမှာလှုပ်ဆောင်ပြီးတော့ fighter တွေကညနေပိုင်းရောက်ရင် face off လုပ်မယ်မနေ့ဖြန်ညပိုင်းမှာတော့ lumini queen နဲ့မှထုတ်သက်ကြမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြောပြမယ့်အကြောင်းအရာကဒီတစ်ပတ်မှာကျင်းပမယ့် UFC Fight Night ပြိုင်ပွဲပါဒီပြိုင်ပွဲကိုကာတာနိုင်ငံမှာကျင်းပမှာဖြစ်ပါတယ် အခြေလေပိုင်းကချမ်းသာတဲ့နိုင်ငံတွေကိုကြည့်လိုက်မယ်ဆိုရင်ရင်းနှံစီးပွားရေးလုပ်ငန်းထက်အခုနောက်ပိုင်းမှာအားကစားနဲ့ဖျော်ဖြေလုပ်ငန်းတွေကိုပိုပြီးအားပြုလာတဲ့ခီးသွွာလာမှုဖွံ့ဖြိုးမှုလုပ်ငန်းတွေကနေသူတို့ကသူတို့ရဲ့စီးပွားရေးတွေကိုအဲ့ဒီပေါ်မှာပို့ပြီးတော့အားထားလာကြတယ်။အဲ့လိုပုံစံမျိုးနဲ့လုံရင်းကနေသူတို့ကကဘာကျော်အားကစားပြိုင်ပွဲကြီးတွေကိုသူတို့နိုင်ငံအတွင်းမှာလာရောက်ကျင်းပနိုင်အောင်ပုံစံမျိုးစုံနဲ့ဆွဲဆောင်လာကြပါတယ်။ ကမ္ဘာကျော် UFC ပွဲတွေကိုတော့ဟိုတုန်းကအဘူဒါဘီမှာပဲကျင်းပခဲ့တာများတယ်။သို့တော့မနစ်ကတော့ sorry ကလည်းသူတို့ရဲ့နိုင်ငံအတွင်းကိုစတင်ဖိတ်ခေါ်ခဲ့တယ်။ဒီတစ်ခါမှာတော့နောက်ထပ်နိုင်ငံတစ်ခုဖြစ်တဲ့ Qatar က UFC ပွဲတွေကိုပထမဆုံးကျင်းစတင်လက်ခံကျင်းပပေးတော့မှာပါ။ ဒီညမှာဘဟုသူဒအနေနဲ့ပြောချင်တာကလက်ရှိဝမ်ချန်ပီယံရှစ်ရင်းနှီးမြှုပ်နှံသူတွေကလည်းကာတာလုပ်ငန်းရှင်တထေးတွေဖြစ်တယ်။ဒီတစ်ခါ UFC ကိုခေါ်ယူတာကလည်းကာတာကစပွန်ဆာပေးပြီးခေါ်ယူတယ်။သို့တော်လည်းပဲကွာခြားချက်လေးတွေတော့ရှိနေပါတယ်။ဝမ်ချန်ပီယံရှစ်ကကာတာကိုသွားပြီးနောက်ဆုံးကျင်းပခဲ့တဲ့ပြိုင်ပွဲက1-1ပြိုင်ပွဲဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲတုန်းကတော့အဓိကစပွန်ဆာကကျွန်တော်တို့နိုင်ငံမှာလုပ်ငန်းလေပတ်ခဲ့မှုတဲ့ Oridu ကာတာတူရီဇင်နဲ့မီဒီယာစီတီကာတာတို့ကအဓိက ပံ့ပိုးခဲ့ကြတာပါ။ ဒီတစ်ခါ UFC Fight Night ပြိုင်ပွဲကိုတော့ Carter Bisset ကအဓိကပံ့ပိုးရဲဆိုပြီး UFC ဘက်ကတရားဝင်ကြေညာထားပါတယ်။ဒီအကြောင်းအရာလေးနှစ်ခုကတော့ sponsor ပေးတဲ့လုပ်ငန်းနဲ့မတူဘူးဆိုတာလေးကိုပြည့်သက်တည်မြင်စေချင်လို့ကျွန်တော်က highlight လုပ်တင်ပြချိတာပါ။အဲ့ဒီတော့ဒီပြိုင်ပွဲမှာပါဝင်နေတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်တွေအကြောင်းမပြောခင်ဒီပြိုင်ပွဲကျင်းပမဲ့အချိန်လေးနဲ့ပတ်သက်ပြီးလည်းပြောပြခြင်းပါတယ်ပုံမှန်အားဖြင့်တော့ UFC Fight Night ပြိုင်ပွဲတွေကျင်းပတယ်ဆိုရင် ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့အေးအေးပြက်ခံပြီးကြည့်ရတာများတယ်။သို့တော်လည်းပဲဒီတစ်ခါတော့ကျွန်တော်တို့မြန်မာပြည်သက်အများစုအေးအေးပြက်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ UFC က data center chain နဲ့ kait ပြီးကျင်းပမယ်။အဲ့ဒီအတွက်မြန်မာပြည်ကနေကြီးစုကြမဲ့ပြည်သက်တွေအနေနဲ့ပုံမှန်အားဖြင့်ညနေပိုင်းမှာကြည့်ရသည်ရှိတော့ဒီတစ်ခါမှာတော့ညအစောကြီးမှာကြည့်ရမှာဖြစ်ပါတယ်။ဒီ UFC Fight Night ပြိုင်ပွဲရဲ့ prelim ပွဲစဉ်တွေကိုစနေနေ့ညမြန်မာစံတော်ချိန်9:00ခွဲအချိန်မှာစတင်ကျင်းပမှာဖြစ်ပါတယ်။ မိန့်ကတ်ကောင်းဆောင်ကပွဲစဉ်တွေကိုတော့စနေနေ့ညနေပိုင်းဒနင်္ဂနွေနေ့မနေ့အစောပိုင်းည7:00နာရီခွဲအချိန်မှာကျင်းပသွားမယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုသတင်းကောင်းပါထားခြင်းပါတယ်။ဒါကဘာဖြစ်လို့လဲဆိုတော့ပုံမှန်အားဖြင့်တနင်္ဂနွေနေ့မနေ့အစောကြီးမှာထပြီးကြီးရတဲ့ပွဲစဉ်တွေကရှေ့ကိုတိုးပြီးကျင်းပတယ်။ဒါကြောင့်မလို့ကန်နပလက်တက်ထားတဲ့ပြည်သက်တွေအိမ်မှာ internet line ကောင်းကောင်းချိတ်ထားတဲ့ပြည်သက်တွေအနေနဲ့တော့စနေနေ့ညအစောပိုင်းကလေးက UFC Fight Night ပြိုင်ပွဲတွေကြီးရမယ်ဆိုပြီးပြောထားခြင်းနာပါ ဒီပြိုင်ပွဲရဲ့အဓိကကောင်းမွဲကြီးအဖြစ်တော့ lightweight တန်းရဲ့ ranking သတ်မှတ်ချက်နံပါတ်1နေရာမှာယက်တည်နေတဲ့ Saru Kran နဲ့နံပါတ်6နေရာမှာယက်တည်နေတဲ့ Dan Hooker တို့ကထိတ်တိုက်တွေ့ကြမှာပါ Saru Kran ကနောက်ဆုံးကစားခဲ့တဲ့လေးပွဲဆက်တိုက်အနိုင်ရတဲ့ Olivera ကိုအနိုင်ပြတဲ့ပွဲအပြီးမှာပဲ promotion ဘက်ကသူ့ကို lightweight champion ကဘက်စင်ခေါ်ပွဲဖန်နီးပေးခဲ့တယ်။ Islamaka Chef ရဲ့ champion ကဘက်ကိုစင်ခေါ်ဖို့အတွက်သတင်းစာရှင်းလင်းပွဲတွေ face off တွေတောင်းလုပ်ပြီးပြီးတိုးတော်လည်းပဲ wicket လုတ်တဲ့အနေထားမှာ ဆာရူခရန်ကနောက်ကျောတန်ရပြဒနာပေါ်လာလို့ဆိုပြီးနှုတ်ထွက်သွားတယ်။အဲ့လိုနှုတ်ထွက်တဲ့အချိန်ကစလို့ promotion ကသူ့ကိုနောက်တစ်ချိန်ထပ်ပြီးခွင့်ရမပေးတော့ဘူး။အဲ့လိုမပေးတဲ့အနေထားမှာလက်ရှိမှာတော့ဒန်ဟိုကာနဲ့ပွဲပြန်တဲပေးလိုက်တာပါ။ဒန်ဟိုကာကတော့တကြော့ပြန်ပြန်ပြီးတောက်ပလာတဲ့ fighter လို့ပြောရမယ်ထင်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ရခင်က lightweight တန်းမှာသူကထိတ်ဆုံးထိတက်လာတယ်။တိုးတော့ရှုံးမွဲတွေများလာတယ်။ရှုံးမွဲတွေများလာတဲ့အတွက် featherweight တန်းထိဆင်းပြီးထိုးကြည့်တယ်။ featherweight တန်းကိုဆင်းထိုးတော့လဲစောစောစီးစီးအမှောက်သိပ်ခံလိုက်ရတယ်။အဲ့လိုပုံစံမျိုးနဲ့သူက lightweight တန်းကိုပြန်တက်လာပြီးနောက်ပိုင်းမှာစွမ်းဆောင်ရောင်းနေဆက်ပြန်လဲရရှိလာတာပါ။အခုဆိုရင်သူကနောက်ဆုံးကစားခဲ့တဲ့၃ဘွယ်ဆက်တိုက်နိုင်ထားပြီဒါကြောင့်မလို့ number 1 contender နေရာမှာရက်တည်နေတဲ့ Saul Khan နဲ့ထိတ်တိုက်တွေ့တယ်ဒီ fighter နှစ်ယောက်ထိတ်တိုက်တွေ့တဲ့ပွဲက အရန်ကိုကြည်ကောင်းဖို့အလားအလာတွေရှိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆာရူခရန်က ground game အပြုကစားတယ်ဆိုပေမဲ့တိတ်တောင်ရယူတဲ့အပိုင်းမှာအရန်ကြီး accuracy မများဘူး။တန်ဟိုကာကလည်း stand fight ကစားတယ်ဆိုပေမဲ့တိတ်တောင် defend လုပ်တဲ့အပိုင်းမှာ88ရာခိုင်နှုန်းအထိရှိတယ်။စွတ်ဆောင်ရင်ပိုင်းဆိုင်ရာ data အချက်လက်တွေကိုပြန်ပြီးကိုးကားရမယ်ဆိုရင်တိတ်တောင် defend လုပ်တဲ့အပိုင်းမှာ Saru Kran ထက်တောင်ဒန်ဟိုကာကပို့ပါတယ် ်သိန်းချောင်းအကျူရစီရယူတဲ့အပိုင်းမှာလဲ fighter နှစ်ယောက်ကမကွာဘူးဒါကြောင့်မလို့ဒီ fighter နှစ်ယောက်ကဘယ်နည်းနဲ့မှတော့ ground game နဲ့ဥတီကစားမှာမဟုတ်ဘူး strikey ပုံစံမျိုးနဲ့ဘယ်သူကအာတအောင်ကစားမလဲပြီးကြမှ ground game ဘိုင်းကိုဘယ်လိုပုံစံမျိုးနဲ့ mix လုပ်ပြီးကစားမလဲစတဲ့ပုံစံမျိုးတွေနဲ့အပြိုင်ညတဲ့အခင်းချင်းကိုမြင်ရပွဲရှိပါတယ်ပြောနိုင်တာတစ်ခုကပြိတ်သက်တွေအတွက်ပြင်းစရာကောင်းတဲ့ပွဲမျိုးမဖြစ်ဖို့တော့ရာဂိုင်းတို့အတော်ကြီးကိုနဲတာပါ ကိုမိန်မွဲဖြစ်တော့ဒီ weather weight champion ကဘက်ကိုပူပူနွေနွေလက်လွတ်ထားရတဲ့ Bila Muhammad နဲ့နိုင်ပွဲပြန်လဲရှာတွေ့ထားတဲ့ Ian Gary တို့ကထိုးကြမှာပါဒီ fighter နှစ်ယောက်ကလည်း အဲ fight angle ကောင်းကောင်းနဲ့ကစားတတ်တဲ့ fighter တွေဘီလာမူအမက်ရဲ့ပွဲအများစုကိုတော့ပြိတ္တတွေမကြိုက်ကြဘူးဘာဖြစ်လို့လဲဆိုတော့သူက finishing လုပ်တဲ့ပုံစံမျိုးပါမလာဘူးတစ်ချိန်တည်းမှာပဲ Ian Gary ကလည်းအစောပိုင်းမှာတော့သူကစားပုံကတော်တော်လေးဆွဲမက်စရာကောင်းတယ်တော်တော်လေးပဲ kick clip FC နဲ့လန်ခွဲပြီးနောက်ပိုင်းမှာသူက ground game တွေပို့ပြီးတော့အားပြုလာတယ်ရန်ကြီးလည်းမစွန့်စားဘူးအဲ့တော့ဒီပွဲကတော့ဘလို့အခင်းချင်းမျိုးဖြစ်လာမယ်ဆိုတာပြောရဖို့ခက်ပါတယ် သို့တော်လည်းပဲဝေဒဝိတ်တန်းရဲ့ထိပ်ပိုင်းမှာရှိနေတဲ့ဖိုက်တာနှစ်ယောက်ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်လို့ထိပ်တန်းဖိုက်တာတွေရဲ့ထုံးစံအတိုင်းပွဲကိုအချိန်မရွေးပြောင်းလဲဖြစ်သွားနိုင်တယ်။ထင်မှတ်ထားတဲ့ပုံစံမျိုးတွေလည်းခင်းကျင်းလာနိုင်တယ်။ဘာပဲဖြစ်ဖြစ်ရလက်ပိုင်းအားဖြင့်တော့စိတ်ဝင်စားမှုရှိကြကောင်းတဲ့ပွဲလို့ဆိုလို့ရပါတယ်။ဆက်လက်ပြီးကျွန်တော်တို့မြန်မာပြည်သက်တွေစိတ်ဝင်စားပွဲရှိနိုင်တဲ့တွဲဆိုင်နှစ်ခုက Flyweight တန်းခေါင်းဆက်အောက်ကနေထိုးသက်ကြမဲ့တွဲဆိုင်နှစ်ခုပါ။ ကိတ်လေး FC မှာလေ့ကျင့်နေတဲ့ SUMRBF က Wyan Fighter ကြီး LSP ရဲနဲ့ထိတ်တိုက်တွေ့နေတယ်။ထိုနည်းလို့ဆိုတာ Team Kabi အဖွဲ့ဝင် Fighter တက်ရောက်လဲဖြစ်တဲ့ Joshua Ben နဲ့လည်းပွဲပြက်ခဲမှုတဲ့ Ulan Bekor ကတော့ Japan Fighter Kayo ကြီးနဲ့ထိတ်တိုက်တွေ့နေပါတယ်။ဒီနေ့မှာ Japan Fighter Kayo ကြီးအကြောင်းလေးနည်းနည်းလေးပြန်ပြီးပြောပြခြင်းနဲ့ဒီ Fighter ကဟိုရခင်နှုံးက UFC နဲ့လက်တွဲခဲ့မှုတဲ့ Fighter ချန်ပီယံကပတ်တောင်စင်ခေါ်ခွင့်ရခဲ့မှုတဲ့ ဘလို့ပုံစံမျိုးနဲ့လက်တွဲခဲ့တာလဲဆိုတော့ဒီ2013ကနေ2015ဝန်းကျင်လောက်အတွင်းမှာသူက UFC မှာထိုးခဲ့ဘူးတဲ့အဲ့ဒီတော့ကထိုးခဲ့တာကစုစုပေါင်း10ပွဲအထိထိုးတယ်9ပွဲအထိနိုင်တယ်တပွဲရှုံးတယ်ဒီကာလအတွင်းမှာသူကချန်ပီယံကပ်စိန်ခေါ်ခွင့်ရပြီးတော့ဒီမက်ထရီရဲ့ဂျွန်ဆန်ကိုရှုံးနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီစာချုပ်တက်တန်းကုန်ပြီးမှတော့သူကဘလက်တာကိုပြောင်းတယ် Rising ကိုပြောင်းတယ်အဲ့ဒီ promotion တွေမှာသူကချန်ပီယံကပ်တွေရအောင်ယူတယ်အခုဆိုရင်ဒီ fighter ရဲ့အသက်က35နှစ်တောင်ရှိပါပြီ ို့တော့လည်းပဲ UFC ဘက်ကတော့ဒီ fighter ကိုတကြောပြန်ပြန်ပြီးစာချုပ်ချုပ်ဆိုခေါ်ယူလိုက်တယ်ဘလို့အကြောင်းရင်းချောင်းလဲဆိုတာပြည်သက်တွေခံမှန်းကြည့်လို့ရတယ် UFC က D1 Championship ကအတင်းကိုထိုးဖောက်နေတဲ့ဂျပန်ဈေးကွက်မှာသူတို့လည်းတနေရာရဖို့အတွက်ပုံစံမျိုးစုံနဲ့စူးစမ်းနေတယ်ဂျပန်ကနာမည်ကြီး fighter တွေကိုရတဲ့လောက်ဆွဲပြီးခေါ်တယ်စာချုပ်ချုပ်တယ် ကိုင်းအစာကူရာတုံးကလည်းချက်ချင်းကိုချက်မြင်ကပတ်စင်ခေါ်ခွင့်ပေးပြီးတော့ဆန်းသက်ကြည့်တယ်ထင်ထားလို့ဖြစ်မလာဘူးအခုဆိုရင်အသက်35နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ကာယိုဂျီကိုတောင်ပြန်ပြီးခေါ်ယူလိုက်တယ်ကလကအဖွင့်ပွဲစဉ်မှာပဲဒင်းခါဘီအဖွဲ့ဝင်ဖိုက်တာတယောက်ဖြစ်တဲ့ဦးလန်ဘက်ကောနဲ့ထိတ်တိုက်တဲပေးထားတယ်ဒါတွေကတော့ UFC ရဲ့ဂျပန်ဈေးကွက်နဲ့ပတ်သက်ပြီးလှုပ်ရှားလာတဲ့အနေအထားတွေဘလို့ဘလို့ပုံစံမျိုးရှိတယ်ဆိုတော့ကျွန်တော်မြင်တဲ့လောက်ချပြတာ အားလုံးကိုခြုံပြီးပြောရရင်ဒီပြိုင်ပွဲကလည်း UFC Fight Night ပြိုင်ပွဲဖြစ်သည့်တိုင်အားစိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်တွေတော်တော်လေးပါပါတယ်အဲ့ဒီတော့စနေနေ့ညပိုင်းမှာအားလုံးအတူတူစောင့်ပြီးကြည့်လိုက်ကြရအောင်ဗျာ